ကျောင်းသူတယောက်ကိုဘဝအညွန့်တုံးလူတော်မတူအောင်အုပ်စုဖက်ပူလီလုပ်ခဲ့တဲ့မြောင်မြအားထက6ကကျောင်းသူတွေကိုအခုလိုအေးအေးယူပြီး ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင် Famously News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုရပိုင်းနဲ့ Internet ပေါ်မှာပြန့်နှံ့နေတဲ့ Video File တစ်ပိုင်းကတော့ကိုရန်ចောင်းသူလေးတယောက်ကိုနောက်ထပ်ចောင်းသူ9ယောက်6ယောက်လောက်ကအနိုင်ကျင့်ပုလီလုပ်ခဲ့တဲ့ဖြစ်စဉ်မှာဒါကြောင့်လည်းအားလုံးကစိတ်မကောင်းဖြစ်ပြီးခံပြင်းခဲ့ကြရပါတယ်။ Video File ထဲမှာမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းအရာတော့ចောင်းသူလေးတယောက်ကိုရွေတူចောင်းသူ၄၅6ယောက်လောက်ကပါချတာတွေဒူးထောက်ရှင်ခိုးတောင်းမှန်ခိုင်းတာတွေလှုပ်ခိုင်းခဲ့ရပါဘူး။ တယောက်တည်းဖြစ်နေတဲ့အကြောင်းသူလေးဟာအနိုင်ကျင့်တာတွေကိုဆရာဆရာမတွေဘယ်သူမှမသိလိုက်ပဲငြင်းခံနေလိုက်လို့လေလူတွေကအခံပြင်းကြပါတယ်။ဒါကြောင့်လည်းအဆိုပါဗီဒီယိုဖိုင်ဟာဘယ်မှာဖြစ်ခဲ့ရလဲဘယ်လိုဇင်းမြစ်ရှိခဲ့ရလဲဆိုတာကိုစုံစမ်းစစ်ဆေးခဲ့ကြပါတယ်။ ဒီလိုမျိုးចောင်းသူလေးတယောက်ကိုចောင်းသူ9ယောက်6ယောက်လောက်ကအုပ်စုဖွဲ့အနိုင်ကျင့်ခဲ့တဲ့ဖြစ်စဉ်ကအေရီတိုင်းမြောင်းများမျိုးနဲ့အာထာခ6ចောင်းမှာဖြစ်ခဲ့တာလို့ဆိုပါတယ်။အဆိုပါဖြစ်စဉ်ဟာလွန်ခဲ့တဲ့တနေ့ကဖြစ်ခဲ့တာလို့သိရပြီးတော့အဆိုပါအုပ်စုဖွဲ့အနိုင်ကျင့်မှုကြောင့်ခံလိုက်ရတဲ့ចောင်းသူလေးဟာចောင်းဆက်မတရေတာကြောင့်နှင်းဝက်နဲ့ចောင်းထွက်လိုက်ရတယ်လို့ဆိုပါတယ်။အဆိုပါကလေးမလေးဟာအခုနှစ်ចောင်းဖွင့်ရသည်မှာနောက်ထပ်ចောင်းတစ်ခုကိုပြောင်းရွှေ့သွားပေမဲ့လည်းအုပ်စုဖွဲ့အနိုင်ကျင့်ခြင်းခံထားရတဲ့ trauma စိတ်ဒဏ်ရာတွေရရှိသွားတာကြောင့် အခုချိန်ထိတောင်ကြောင်းမတက်နိုင်တော့ဘူးလို့သိရပါဗျ။ ဗီဒီယိုထဲမှာအုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ကိုရန်ကျောင်းသူလေး9ယောက်ကတော့အခုချိန်ဒီအထက်က6ကျောင်းမြောင်းများမှာအေးချမ်းစွာနဲ့ပညာသင်ကြားနေစေဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းလူတွေကတော်တော်လေးကိုစိတ်ဆိုးဒေါသအထွတ်အခံပြင်းနေကြတာပါ။အခုချိန်မှာတော့အခုလိုမျိုးကျောင်းသူအချင်းချင်းအုပ်စုဖွဲ့ကိုထိလက်ရောက်အနိုင်ကျင့်စော်ကားနေတဲ့ဗီဒီယိုဖိုင်က ပြန့်နှံ့လာတဲ့အတွက်အခြေခံပညာဦးစီးဌာနကနေမြောင်းများမျိုးအထက်က6ကကျောင်းအုပ်ဆရာမကြီးဆရာဆရာမတွေကျောင်းသူမိဘတွေအထူးအဆောင်စမ်းစစ်ဆေးနေတယ် ယ်လို့သိရပါတယ်။ဒါအပြင်မြောင်းများမျိုးနဲ့ပညာရေးမှုကအစစုံစမ်းစစ်ဆေးနေရလို့လည်းဆိုပါတယ်။စုံစမ်းစစ်ဆေးချက်အရာဒီလိုចောင်းသူတွေအနိုင်ကျင့်နေရဗီဒီယိုမှတ်တမ်းဖြစ်စဉ်ဟောင်းမနေ့ကចောင်းဖွင့်ရာဒီမှာဖြစ်ပွားသွားခဲ့ရဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါဖြစ်စဉ်ကိုအာထက6ចောင်းអូសៀမာကြီးနဲ့အတူနှစ်ဖက်သောចောင်းသားမိဘတွေလည်းသိရှိထားတယ်လို့ဆိုပါတယ်ဖြစ်စဉ်အစားကတော့နိုင်ချင်းခံရတဲ့ကောင်မလေးဟောင်းလူငယ်ကလေးတဘာဝចောင်းသူအချင်းချင်းမတဲကြရာကနေចောင်းသူလေးတွေရိုက်ထားတဲ့ TikTok ဗီဒီယိုဖိုင်ကိုတခြားသောညဉ့်ဉန်း group တွေမှာတင်ခဲ့ရာကနေမကြေနပ်တာကြောင့်အုပ်စုဖွဲ့ရိုက်ပုတ်ကကိုတိလက်ရောက်ပညာပေးခဲ့တယ်လို့ကနေဦးသိရပါတယ်။ဒါပေမဲ့လည်းကလေးအချင်းချင်းရန်ဖြစ်တဲ့ကိစ္စမှာတစ်ဖက်ចောင်းသူလေးကကိုတိလက်ရောက်အနိုင်ကျင့်တာကိုအနိုင်ကျင့်ခံခဲ့ရတဲ့ចောင်းသူလေးက ကြောင်းပြောင်းသွားပြီးတော့ကျူးလွန်တဲ့ចောင်းသူ9ယောက်ကအေးဆေးစွာနဲ့ပညာသင်ကြားခွင့်ရနေတဲ့ပုံမှာမေးခွန်းထုတ်နေကြပါတယ်။ဒါအပြင်အရင်ကတည်းကចောင်းသူလေး9ယောက်ကတပတ်မင်းကလေးကိုဘာတွေများအနိုင်ကျင့်ထားလို့တပတ်မင်းကလေးကလက်စားချေရလဲဆိုတာတွေကိုစစ်ဆေးရမှာဖြစ်ပါတယ်။အခုချိန်မှာတော့ကျူးလွန်ခံရတဲ့ចောင်းသူလေးကိုစားကိုတိလက်ရောက်ကျူးလွန်တဲ့ចောင်းသူ9ယောက်ကိုចောင်းပြောင်းတော့တစုံတရာအရေးယူတာတွေလုပ်နိုင်တယ်လို့ဆိုပါတယ်။အခုနောက်ပိုင်းမှာတော့မြန်မာနိုင်ငံကအခြေခံပညာចောင်းတွေမှာကလေးချင်းချင်းအုပ်စုဖွဲ့အနေ န်ခြင်းမှုတွေပိုများလာပါတယ်။ဒါကြောင့်လည်းမိဘဆရာတွေအနေနဲ့ပို့ပြီးတော့ဂယုစိုက်သိမ့်ပြီးလို့ဆိုနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြောင်းမြအားထက6ကအကြောင်းသူလေးတွေရဲ့အရန်ပွဲကိုဘယ်လိုမျိုးထင်မြင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။